အမျိုးသားကတူသားချောင်းကိုရောက်သွားတဲ့အခါအချောင်းအုပ်ကြီးကစင်ပေါ်မှာစာအုပ်တော့အုပ်ကင်ပြီးတူသားကိုဝေဖန်ဖြစ်နေတာတွေ့လိုက်ရတယ်ပြီးတော့စာအုပ်နဲ့တောင်ပြစ်ပေါက်လိုက်သေးတယ်။တူသားကစာမွေးပွဲမှာနောက်ဆုံးအဆင့်ရောက်နေပြီးပြင်ပစာအုပ်တွေကိုဖတ်တယ်အတက်လက်တယ်ဆိုတာပေါ်လာခဲ့တယ်။အချောင်းအုပ်ကသူ့ကိုအချောင်းထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒေါသထွက်သွားတဲ့အမျိုးသားကတူသားဟာမတင်နိုင်တဲ့အချောင်းသားမဟုတ်ကြောင်းတတ်တည်ပြဖို့အချောင်းအုပ်နဲ့လောင်းကြီးထပ်လိုက်တယ်။အကယ်၍စာတင် network တစ်ခုလောက်အချိန်ပေးရင်တူသားအမှတ်တွေကအတန်းရက်တစ်ဆုံး၁၀ရောက်စီးရင်ဝင်လာစေရမယ်။အဲ့ဒီလိုလုံနိုင်ဖို့ပြက်ကွက်မှသာတူသားကိုအချောင်းထုတ်နိုင်မယ်။အချောင်းအုပ်ကအထင်သေးတဲ့ပုံစံနဲ့သဘောတူလိုက်တယ်။ဒါနဲ့အမျိုးသားကတူသားကိုအိမ်ပြန်ခေါ်လာတယ်။တူသားကိုလေ့ကျင့်ခန်းတွေလုပ်ခိုင်းမဲ့အစား ါသူကတင်ယုံညွန်းတန်းစာအုပ်တွေရဲ့အပြင်ဖက်ကိုခေါ်သွားတယ်။မိုးတဲထန်စွာရွာတဲ့အခါသူကမိုးရေဆက်တွေကိုဖမ်းဖို့တားလက်ကိုကင်ပြီးယူဘဗေဒတိပညာကိုတုံးကမိုးရေလျာမှုကိုနားလည်အောင်သင်ပေးတယ်။မိုးရေဆက်တွေကြာလာတာကယူဘဗေဒသဘောအရလွတ်လပ်စွာကြာဆင်းခြင်းကြောင့်ဖြစ်တယ်။ရှေ့ကိုပြေးတဲ့အခါမိုးကမျက်နှာကိုပူပြင်းပြင်းလာမှန်းနဲ့အဲ့ဒါကနှမ်းရွေလျာမှုကြောင့်ပဲ။အားလက်ချိန်မှာသူကသားကိုဂျယ်ရီစုံနဲ့ကောင်းကင်ကိုကြည့်ဖို့ခေါ်သွားပြီးဂျယ်ရီကိုညွန်ပြကဂျိုးနက်ခတ်တွေရဲ့ရွေလျာမှုနေရာမှာတွေကိုရှင်းပြတယ်။သူကသားကိုပြလိုက်ခေါ်သွားပြီးဒုံးပြန်တွေရဲ့လက်ပတ်ပုံသဘောတရားတွေကိုရှင်းပြကကဘာကြီးအပေါ်စူးစမ်းခြင်းစိတ်တို့ပွားလာအောင်လုပ်ပေးတယ်။ပြီးတော့သူကသားကိုမျက်ခင်းတွေကြည့်ဖို့ခေါ်သွား ွားပြီးတင်ကန်းစာစာအုပ်ထဲကကြပြားတွေကိုလက်တွေ့မြင်ရတဲ့တဘာဝတရားအဖြစ်တောင်းလဲပေးတယ်။သူသားစာစီစာကုန်းရေးဖို့အခက်တွေ့နေတဲ့အခါသူကမြစ်ထဲမှာရေကူးဖို့ခေါ်သွားတယ်။အိမ်ပြန်လမ်းမှာသားကိုပြောပြတယ်။စာစီစာကုန်းရေးတယ်ဆိုတာဇလန်းတွေလုံးကြံဖန်တီးတာမဟုတ်ဘူး။ကိုရင်ထဲကစကလုံးတွေကိုစာရွက်ပေါ်ချရေးတာပဲလို့သူသားကသူ့ရဲ့တကယ်အတွေ့အကြုံကိုအခြေခံပြီးရေကူးတဲ့အကြောင်းရေးလိုက်တာဆရာမကအဲ့ဒါကိုစံပြစာစီစာကုန်းအဖြစ်အတန်ကျကျဖတ်ပြခဲ့တယ်။အမျိုးသားကအမြဲယုံကြည်ထားတယ်။ဘဝဆိုတာများဖြစ်တာနဲ့တူတယ်။အိမ်မက်တွေကပြစ်မှတ်နဲ့တူတယ်။ပြစ်မှတ်ကိုတော့ရှာမတွေ့ရင်နေတိုင်းလေးကျိုးဆွဲတင်နေတာဘာအဓိပ္ပာယ်ရှိမလဲ။တခြားလူတွေကအလုံးမရှိအကင်မရှိရှောက်လုံနေတယ်လို့စူပ ူးကြတဲ့အဲ့ဒီနေ့ရက်တွေကသူ့သားကိုတဖြည်းဖြည်းပြောင်းလဲစေခဲ့တယ်။သူကကိုယ်တိုင်စတင်ပြီးစာအုပ်တွေဖတ်လာတယ်။အတန်းထဲမှာလက်ထောင်ပြီးမိကုန်းတွေမေးလာတယ်။စကြဝဠာကြီးမှာတကယ်ပဲအနာသက်ပေါင်ရှိလာပေါ့။အတန်းတင်စာမှုပွဲမှာသူ့အမတ်တွေကအောက်ဆုံးကနေအတန်းရဲ့အလဲလက်စင်ကိုတက်လာတယ်။သူကအာကာသပညာရက်ကိုပြင်းပြပြပြစိတ်ဝင်စားလာပြီးအာကာသရင်မှုဖြစ်ချင်လာတယ်။အမျိုးသားကသူ့သားကိုအမတ်များများရအောင်ဘယ်လိုလုပ်ရမလဲတင်ပေးခဲ့တာမဟုတ်ပဲဘယ်လိုလေ့လာသင်ယူရမလဲဆိုတာတင်ပေးခဲ့တာ။ပညာသင်တယ်ဆိုတာစာမှုပွဲဖြေဖို့တတ်တတ်မဟုတ်ပဲကဘာကြီးကိုနားလည်ဖို့နဲ့ဘဝမှာရှောက်လန်းခြင်းနဲ့လမ်းကြောင်းကိုရှာဖွေဖို့ဖြစ်တယ်။တက္ကသိုလ်ဝင်ခွင့်စာမှုပွဲမှာကောင်လေးကသူ့ချုံနဲ့အမတ်တွေနဲ့အာကာသတက္ကသို ကိုဝင်ခွင့်ရခဲ့တယ်သူအိမ်မစီကိုချီတလန်ပိုနီးကပ်သွားခဲ့ပြီး